ော်တော့လည်းကောင်းတယ်နော်ဖြောက်တော့တယ်လည်းကောင်းတယ်ဒီကနေ့ကကျွန်တော် YouTube channel မှာတင်ပေးဘူးလေပေါ့နော်အဓိကအညီကအထောက်ကိုကျွန်တော်ကကြိုက်တာကြိုက်တယ်ဆိုတာကဒီမှာကလင်နာတစ်ခုလုံးမှာနှစ်ကပ်ဒီနှစ်မှာလာဖြစ်တယ်ဖြစ်တော့ထူချားတယ်ပေါ့နော်ထူချားတယ်သူ့အောက်ဆက်ပြီးကျွန်တော်တို့ရမယ်ပေါ့ဒါမဲ့သူလိန်တော့လိန်မယ်အဲ့ဒါကိုကျွန်တော်ကညာလီညာနဲ့ကိုသူလှည့်မယ်ဟာကိုကျွန်တော်တို့ကလုံအောင်တွေးရမှာ 3 4 6လို့ခွေတယ်ဘူးရှိထိုးတာနှစ်ကက်ပဲရှိတယ်ဒီမှာလာဖြစ်တာ3 4 6ရှိမှာမရှိဘူးပေါ့နော်3 4 6လို့ဒီလိုပဲခွေဖြစ်တာကျွန်တော်အဲ့လိုနှစ်ကက်ပဲရှိရလေးသဘောကျတယ်3 4 6လို့ခွေပြီဆိုတော့သူ့အောင်မှာစီနီယာဒီမှာလည်း3 4 6လို့ခွေပြီဆိုတော့အခုစီနီယာထည့်သွားတယ်ထည့်လာကလည်းသူကနှစ်ကက်ကိုပုံတူလောက်တာအဲ့စီနီယာကိုသူကအကြီးဆုံးစီနီယာကထည့်ကြလာတာရှစ်ကအကြီးဆုံးလို့ရှစ်ကထည့်ကြလာတယ်သူ့ရဲ့အငယ်ဖြစ်တဲ့အလက်ကအပိတ်အငယ်ဆုံးစီနီယာကခါဝင်တယ်ဒီဘက်ကလည်းအကြီးဆုံးစီနီယာကထည့်သူ့ရဲ့အလက်ကရှစ်ကအပိတ်အငယ်ဆုံးစီနီယာခွန်ကခါနဲ့ဝင် ဲ့တော့သူ့အကူလိုက်တဲ့၆ပုံနဲ့နေအောင်ကျွန်တော်တို့အခွက်ရွှေ့နေတယ်ခေစားမှာဒါမှမဟုတ်ရင်သူကဒီခါဆင်းသွားပြီးတော့၆အခွက်ဒီမှာခုံအခွက်လို့ဆင်းသွားရင်တော့မတတ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ကအခွက်ရှိတိုင်းနဲ့စကစားမှာအဲ့ဒီ၆ပုံည၆ခါသူကဘယ်ရလဲဆိုတော့ရှေ့ဒီရပေါ့ဗျာသူကဒီလူနှစ်ချင်းဖြစ်တဲ့ပဲကျွန်တော်ပြောချင်တယ်ပြောချင်တယ်ဆိုတာကဒီဟာလေးကကျွန်တော်တို့ဒီ2020 6လနှစ်ထွက်တော့၄ခုဆောင်ကြည့်ရမယ်ပေါ့နော်ခြောက်ရမယ်မထွက်ခဲ့ဘူးဒါမဲ့ထားလိုက်တော့ဒါကသူကသူမထွက်တာဟုတ်လားခြောက်လေးနဲ့လေးလေးခုံကချိတ်ဆက်နေတာဖြစ်လို့ဒါခြောက်လေးနဲ့ထွက်ရင်နောက်နှစ်မှာလေးခုံကဆောင်ကြည့်ရမှာပေါ့နော်ခြောက်ရမယ်ကနန်းကြီး ။အဲဆိုကလင်နာမှာနှစ်ကက်ရှိတာကအစလေးမှာပဲ6119လို့ဖြစ်ပြီးဆောင်းနောက်ပိတ်လေးလုံးဖိုးပြီးဖိုးပြီးဆိုတဲ့သူ့နဲ့အချိန်ကမှလင်းလေး6ရှိ။အဲ့လိုလိုပဲသူနဲ့ပုံတူ6199လို့ဆောင်းဖိုးပြီးဆိုတဲ့သူ့နောက်ကလေးလေးခွန်။အဲ့ဒီလေးလေးခွန်နဲ့6လေးလေးကိုသူကျွန်တော်ကနှစ်ကွာဝေးလိုက်ကိုရွေးရ။ဒီကောင်ကဘယ်နဲ့နှစ်မှပြန်ထွက်လဲ။ လေးလေးခုနဲ့ချောင်းလေးကစားပွဲပေါ့နော်စီကြောပေါ့သူက1234567891314နောက်ဆက်လေးနှစ်မြောက်ကိုလိုက်ထွက်တော့ဟောဒီ90ပြန်ကြနဲ့အချိန်လိုက်ကိုထွက်တယ်အဲ့ဒီ90ကအောက်ကိုပြန်ကြထားတဲ့အချိန်မှာ62လောက်ထောင်းပြီးတော့အဲ့မှပြန်ကြထားတာညကြထားတဲ့အဲ့ဒီပထမ90နဲ့အချိန်လိုက်ကိုထွက်တယ်အဲ့ဆိုရင်အဲ့ဒီဆန္ဒကဒီမဲ့ပုံစံတူလေးလေးခုမှလည်းနောက်နေ့မှလိုက်ထွက်တဲ့အချိန်မှာလည်းထိုးလီးလေးကောင်းမယ်သူက 6ခွန်3ဟာပြန်ကြတော့သူက6ခွန်2လို့ထိပ်စည်းလုံးထောင်းလေးမှာပြန်ကြထားတယ်အဲ့ဒီ6ခွန်3နဲ့အချိန်တိုင်းမှာရိုက်ထွက်တာအဲ့ဒီကောင်တွေဗာနဲ့ထောက်လဲဆိုဟာဒီ6 3 6ဟာနောက်တစ်နှစ်ကျော်ကိုထွက်တဲ့အချိန်မှာငါတိ6နဲ့ဆောင်းထိုးပြီးချုပ်ထွက်တယ်ချုပ်ထွက်ပြန်တယ်သူ့နဲ့အချိန်ကိုက6 90ကိုပြန်ကြတဲ့အချိန်မှာ6ခွန်2လို့ထောင်းပြီးပြန်ကြဒါအကျိုးဆုံးပြောလိုက်တာနော်လူရင်းတို့ရှင်းပြလိုက်တယ်အဲ့တော့သူ့နဲ့အချိန်ကိုက်ကခဏသူ့နဲ့အချိန်ကိုက်ကိုအဲ့ဒီ6 6နဲ့ဆောင်းက6 9 9လို့ဆောင်းထိုးတယ်6 6နဲ့အဲ့တော့သူနဲ့ပုံစံလူ6 4ကိုလည်းဒီမှာ6 4ဟာနောက်တစ်နှစ်ကျော်မှာလိုက်ထွက်တော့ဘယ်နှစ်တည်းပဲနော်ငါတိ6လို့ချုပ်ဘယ်ဒီမှာငါတိ6လို့ချုပ်တယ်နော်ပြောတာ sorry အဲ့ဒီကနန်းနဲ့အချိန်ကြိုက်ကဒီမှာ603ကို603ညနေလိုပဲ60နှစ်လို့ထောင်းပြီးတော့ပြန်ကြတယ်ပြန်ကြပြန်အဲ့ဒီအချိန်ကြိုက်မှာအဲ့ဒီ60နှစ်နဲ့ပုံစံလို460လိုက်ထွက်တယ်ဆိုတော့အဲ့ဒီကောင်ကြီးကဘယ်မှာပြန်ထွက်လဲဆိုတော့ तू ကတနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း7နည်း9နည်းမြောက်မှာ20အချိန်မှာအချိန်နဲ့ချသွားပြန်ရောဒါတန်းက 3D နှစ်ကက်စီရဲ့တဘာဝသူကအကွက်ရွှေဆိုင်လောက်တဲ့ကနန်းလူကနန်းပေးတဲ့အချိန်ကြီးအတူတူမှာအချိန်ကြီးမတူတဲ့ဟာကအထောက်တူပြီးအချိန်ကြီးမတူတဲ့ဟာက အကျင်အဲ့တူတူမှသွားချရတယ်အဲ့ဒီလိုနေတဲ့သူကလှည့်ပါပြီးတော့ကစားနေတာအဲ့တော့သူတို့လုတ်ပြီးတာနဲ့သူ့အောင်မှာ၅ကိုးဆိုပြီးတော့သူက Kalinda 22ကြိမ်မှာ၅ကိုးလို့ခွာတယ်နှစ်ကက်ပဲရှိတာရှာကြည့်ပါတော့22ကြိမ်မှာအဲ့တော့ဒီဒီကဏ္ဍနှစ်ကွက်ရအောင်မှာပဲ၅ကိုးလို့တက်လာခွာတခါရတဲ့စီနီယာ၅၆စီနီယာနဲ့တုံးကက်လာအောင်ပဲသူကအဲ့ကြိမ်ဘာလုပ်မလဲ၅ကို၅ခွန်ကိုးဆိုပြီးထွက်ရင်ထွက်မယ်ပေါ့အမမဟုတ်စိုက်ကိုဖြဲဟိုကခွဲထုံထုတ်ပြမယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီကဏ္ဍနေရာကသူကတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်ကိုထွက်တော့သူက၃၄လို့စောင်းဖို့ပြီးထွက် အဲ့တော့သူနဲ့ပုံစံလူလေးခုလေးလည်းနောက်နေ့ကိုလိုက်ထွက်တော့305လို့ဆောင်းခိုးပြီးလိုက်ထွက်ထွက်ပြီးရတယ်ဒီ305ကသူက305ဟာတုံးလုံးပေါင်းကြီးနှစ်မလို့ထားပါတော့သူက12နှစ်မြောက်ပြည့်နှစ်305 6 9 10 11 12နှစ်မြောက်ကိုလိုက်ထွက်တာတုံးလုံးပေါင်းကြီးနှစ်မလို့အဲ့ငါနေကိုရစ်ကိုရှစ်တင်တဲ့အကြိမ်ကိုသူကဖိနေတယ်နော်ကနန်းကနန်းအဲ့ဒါဆိုဒီ305ကလည်းနောက်7နှစ်မြောက်ကိုဒီမှာသူရဲ့နောက်နှစ်ပေါ့ဗျာဟုတ်လားနှစ်ချင်းလိုက်ကိုအဲ့ကောင်ကလည်း68တင်တဲ့ဒီအကျင့်ကိုလိုက်ထွက်တာ68တင်တဲ့အကျင့်ကိုဒီရေမပြတော့ဘူးနော်အဲ့လိုတွေသူကစားခဲ့တယ်

လေးချောင်းနဲ့ခုံခုံလေး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 ခုံလေးခုံရှိလို့ချုပ်ပြထားတယ်အချိန်လိုက်ကိုလိုက်ထွက်တာအဲတော့၄၆ချောင်းအဲဒါဆိုရင်ကျွန်တော်ကသူ့နဲ့ဒီခုံ၉ခုံနဲ့သူ့ရဲ့ဆောင်းပါပဲနှစ်နှစ်၆ခုလေးကဏ္ဍကလည်းသူ့ရဲ့ဒီ၆တုံ၆ရဲ့နောက်နှစ်ထဲကိုဆောင်းနာပုံစံလူ၄ခုံရှိလို့ခါတုံလုံးလေးတဲ့အချိန်လိုက်ကိုသူကလိုက်ထုတ်ခဲ့တယ်ထုတ်ခဲ့တယ်ဆိုဂျားထဲမှာအပြောက်ကိုဒီကောင်နဲ့ပြန်မလာပေါ်တော့အခုဒီဖြစ်စဉ်ရအောင်မှ၆တုံ၆ခုလာပေါ်တာအဲဒါဆိုရင်ဒီနှစ်ချောင်းလေးကလည်းဂျားထဲမှာပျောက်ထားပြီပျောက်ထားတဲ့ဆိုတော့အခုပေါ်ချင်းဒီဖြစ်စဉ်ရအောင်ကိုကျွန်တော်ကအဲ့ဒီနှစ်ချောင်းလေးကိုထည့်ချင်တာဒီနှစ်ချောင်းလေးကို အဲ့ဒီနှစ်ချောင်းလေးကိုထည့်တဲ့ချိန်မှာနှစ်ထိတ်နဲ့ပဲကျွန်တော်တို့ကြိုက်ရပါဖြစ်လို့လဲဆိုတော့ဒီထဲမှာကသူကပြီးခဲ့တဲ့ပွဲကကျွန်တော်ရှေ့နှစ်နှစ်ကျော်ကကနန်းကိုကျွန်တော်ရှင်းကားသုံးကန်ခဲ့တဲ့ချိန်သူကခု၈၉နှစ်လှည့်သွားတယ်နော်အဲ့လိုဆိုတစ်ထောင်ထဲနဲ့ညာပြေးသွားခဲ့ရင်ဒီထဲမှာထူးခြားတာက1 3 6လို့ခါတုံးခါတုံးလေးလုံးထောင်တယ်ထောင်နဲ့ဒီ6ခါတဲ့ကနန်းညာထည့်သွားတယ်ဆိုရင်ဒီ3 6 6ကလည်းအပြောက်ပဲအဲ့တော့1 3 6လို့ခါလေးလုံးစင့်ထောင်နဲ့6ခါတဲ့ကနန်းထည့်မယ်ဆိုရင်အဲ့ဒီ3 6တော့ရှိတယ်3 6တော့မှကျွန်တော်နှစ်စာပိုင်းကမူကနန်းထည့်တဲ့တက်ပြီးထားဘူးလေ3 3ညာကိုတော့နော်ခဏလေးကျွန်တော် YouTube channel ပြမယ် ရင်းချမ်းလိုက်မှာတင်ပေးထားဘူးလေအဲ့ဒီတော့ကျတော့ဒီကနန်း636လဲသူကလှုပ်သွားနိုင်တယ်ဒါမှမဟုတ်ရင်သူကအကျင့်ကြီးအတူတူကကနန်းပေါ့ဗျာဒီလိုမျိုးတင်ပြီးကမှနောက်နေမှာသူကဖြစ်စဉ်တစ်ခုမှသွားပြီးတော့ဒီအကျင့်ကြီးတွေအထောက်တူအခုမှခွဲပြီးချသွားတယ်ဆိုရင်အခုဒီမှာအကျင့်ကြီးတကူကအကျင့်ကြီးတူတူကကနန်းဒီတစ်လေးလေးကိုလည်းခွဲထုတ်သွားအောင်မယ်အဲကြောင့်တစ်လေးလေးလည်းရန်ကြီးရန်ဒါမှမာထဲမှာတော့မပါသွားဘူးမပါသေးလေရန်ကြီးရန်လို့ရတယ်နော်အဲ့တော့တစ်လေးလေးလည်းထည့်သွားအောင်မယ်ကျွန်တော်ကလုံအောင်တွေးရတာဟုတ်ရုပ်ဆာကဒါကကျွန်တော်ဒီစကိုးချိန်မှာမန်ပါတဲ့ကစိုက်နော်မန်ပါ ဒီ line နဲ့တော့အထောက်အပံ့ပြောရမှာဒီ line ရတယ်ပါတယ်မမ organize ထောက်တာဒါပေမဲ့သူလှည့်ထွက်သွားရင်ဆိုတဲ့အတွေးနဲ့လှည့်ထွက်သွားခဲ့ရင်ဒီဘက်ကလူတွေရအောင်လို့ကျွန်တော်တင်ပြခြင်းဖြစ်တယ်မမကနန်းလေးလည်းဒီဘက်ကိုပြတ်တယ်တော့ပြပြပြီးပြီနော်အဲ့တော့ဒီထက်ကနေကျွန်တော်မမ organize ထုတ်ခါတာရှိတယ်အတွေးတစ်ခုနဲ့တကယ်လို့သူလှည့်ထွက်သွားတယ်ဆိုရင်လှည့်ကိုလှည့်ထွက်သွားခဲ့ရင်ဒီဘက်ကလူတွေရမယ်ဒါကဒီကနန်းသုံးွက်ပေါ့ဗျာကနန်းသုံးွက်ပေါ့နော်ဒါမှမဟုတ်ဒီ2004လေးကကနန်းတကွယ်များလာမလားဟုတ်လား2004လေးကကနန်းတကွယ်သူလှည့်စားသွားရင်ပေါ့ဒါကတော့ဖိုးရင်24ဘောလုံးရတော့မှာအဲ့တော့ကိုကဖြစ်နိုင်ရရှိတဲ့ဒီကနန်းလေးတွေပဲကိုကတင်ပေးတယ်နှစ်ထိန်နဲ့ကြိုက်တယ်ဆိုတာကလေ သူ့ကနန်းသူ့ကနန်းနဲ့လောက်သွားရင်ကျွန်တော်ကနည်းနည်းတစ်ချက်ဟိုဖြစ်တာပေါ့နော်တလင်နာမှာကျွန်တော်ပြီးခဲ့တဲ့နေ့ကပြောခဲ့ဘူးနှစ်တစ်နှစ်နှစ်နှစ်တစ်နှစ်လို့ဒီလိုအေကုန်ခုံးတာနှစ်ကပ်ပဲရှိတာအဲသူ့ရဲ့ဒီမှာလည်းနှစ်တစ်နှစ်လို့ဖြစ်တဲ့ဒီတစ်ခါရဲ့ဘေးမှာကနန်းပြန်ကြပြန်ကြနော်အဲဆိုရင်ကျွန်တော်ဒီမှာကလင်နာမှာလည်းသူကနှစ်ကပ်ကလေးရှိတာလောက်သွားတယ်နှစ်တစ်နှစ်လို့ဒီလိုဖြစ်ပြီဖြစ်ပြီဆိုတော့တူကတစ်ခါရဲ့ဘေးကနန်းပြန်ကြခဲ့တာအဲ့ဒါလို့ပြန်ကြပြီးတော့သူကဒီနောက်နှစ်ကိုထွက်တော့ကြတော့သူကနောက်တစ်နှစ်ကျော်လိုက်ထွက်တယ်ဒီနှစ်နှစ်6 နှစ်ခွလည်းကနေအဲ့တော့ဒီနှစ်ခွလည်းကနေနောက်တစ်နှစ်ကျော်ထွက်မယ်ဆိုရင်အခု6-9လို့နှလုံးထောင်ထားတယ်ရှေ့မှာထောက်ရှိတယ်ကျွန်တော်ဒါလေးပြရင်နဲ့မှတတိယလို့မျိုးလုံးနဲ့မြင်သွားလို့ပျောက်ခဲ့ဘူးလေအဲ့တော့အတွက်ဒီ6-9နှစ်ဆိုပြီးတော့ထောင်ပြီးတော့များသူကနှစ်တုံညာနှစ်ဟိုခင်းပေးပြီးတော့နှစ်တုံညာနှစ်လည်းဖြစ်သွားနေတာပေါ့ဗျာနှစ်တုံညာနှစ်ကိုခင်းပေးပြီးတော့နှစ်နှစ်6ကိုကနန်းတူကနန်းရိုက်သွားမလားနှစ်6နှစ်နော်ဒါကကြိုက်တယ်ဆိုရင်ဒါလေ6-9နှစ်လို့ထောင်ပြီးအဲ့ဆိုနှစ်ကွက်ပဲလှည့်ထိုးရမှာဟုတ်လားဒါပေမဲ့တကွက်ထဲနဲ့တော့မထူတော့ဘူးအပူခွာလေးပဲဟုတ်လားရန်လိုက်ပေါ့ဟုတ်ဘူးလားအဲ့ကြိုက်တယ်ဆိုရင်လေအဲ့ဆိုရင်ဒီ ဆိုရင်ဒီအကျင့်ရိုးရဆိုရင်ဒီ2386လို့ထောင်းနေတဲ့ကဏ္ဍကြီးရလေကြပေါ်နေတာပေါ့နော်။ဘောင်းဆိုတော့ဟိုပြောလို့မရဘူးပေါ့ဗျာ။ဒီ1000နဲ့လောက်သွားရင်ဒီ366ပေါ့နော်။ဒါမှမဟုတ်ရင်ကျွန်တော်ကဒီ366ဟိုကဏ္ဍတို့ကဏ္ဍဒီလိုင်းရနေလေရှိတော့ဒီနှစ်နှစ်အခွာနဲ့ကဏ္ဍနောက်တစ်နှစ်ကျော်ထွက်တဲ့အချိန်မှာဟိုမှာ69လို့ထည့်စီထောင်းပြီးတော့69နှစ်လို့ထောင်းပြီးဖွက်သွားရဲဆိုရင်နှစ်တော့ညနေနေမှာဆိုနှစ်နှစ်6ကိုကဏ္ဍတို့ကဏ္ဍနဲ့69နှစ်ထောင်းပြီးတော့ထည့်သွားအောင်မယ်။ဒီ36ခွေရာကြီးကိုသဘောကျတယ်။လောက်သွားတာ။သူလောက်နေလို့ပြရမယ်။ဒီ6 6ကိုသူဘယ်လိုကဏ္ဍပေါက်နဲ့ချမလို့။ညနေညနေနဲ့လှည့်စားမလို့ပေါ့နော်။အဲ့ဒါကိုကျွန်တော်ကတော့ အမားထဲမှာဖန်ထားတယ်ပေါ့နော်ဒါရှန်ထွက်သွားနိုင်ရင်တခြားဟာနဲ့ရှန်ထွက်သွားနိုင်နေဆိုတဲ့ကဏ္ဍလေးတွေကိုကျွန်တော်ကဒီဘက်ကိုညှောက်ပြီးလိုက်ဖြစ်ဖြစ်တယ်ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒီလောက်ပါပဲကျွန်တော်မှမဆိုင်ဘူးလေဒီညပြည့်မိရပြတ်နေတယ်ကွာမင်းကညပြည့်ပြတ်တယ်ပေါ့နော်မပါဆက်ရှေ့ဟောကနေဆက်တော်တော်ကောင်းပါလေကျွန်တော်တို့အားရတယ်အားလုံးမင်္ဂလာပါဒီလောက်ပါပဲနော်